မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကျော်သမြင့်ဗမော်ရေးသားသောသမိုင်းဖြစ်စဉ်တွေကတင်းတင်းလဲဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီကြောင်ရလေးကိုမပြောပြခင်မှာယခုလိုဘူးဒုဒရဝေယအကြောင်းရလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကုန်းတော်ကတ်တုန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။ မြမရုပ်ရှင်ရွှေတုကာလတွင်ပေါ်ထွန်းခဲ့သောအမျိုးသမီးတယုတ်ဆောင်တူသည်ရုပ်ရှင်လောကသို့ဝင်ရောက်ခါစားတန်ဆောင်သွင်းရုပ်ရှင်ကားတကားတွင်အယံမင်းသမီးလေးဖြစ်ပါဝင်ရသည်ထို့နောက်အတန်တော်ကားတကားတွင်အယံမင်းသမီးဖြစ်တယုတ်ဆောင်ရပြန်သည်အဆိုပါတက်သစ္စာဇက်ယံမင်းသမီးလေး၏အမှုပညာရည်သွေးကိုလေ့လာမိသည့်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်တူကဒုတိယဇက်ဆောင်မင်းသမီးလေးဖြစ်တင်ရိုက်ပေးသည့်ဖြင့်နိုင်ငံကျော်ကြားလူကြိုက်များသည့်ရုပ်ရှင်မင်းသမီးဖြစ်လာသည် ထို့နောက်ရင်းဒုတိယဆက်ဆောင်မင်းသမီးလေးသည်ရုပ်ရှင်တကားပြီးတကားအမှုပညာရေးသွေးမြင့်မားလာသဖြင့်ခေါင်းဆောင်မင်းသမီးနှင့်ဆင်မြိုင်မင်းသမီးဖြစ်လာသည်။ရင်းနောက်ခေါင်းဆောင်မင်းသမီးဖြစ်လာသည်။ ထို့မှတဖန်နိုင်ငံကျော်ရုပ်ရှင်မင်းသားတဦးနှင့်ဖူးစာဆောင်ပြီးနောက်ရုပ်ရှင်ကုမ္ပဏီတည်ထောင်၍ရုပ်ရှင်ကားများထုတ်လုပ်သည်ထို့သောရုပ်ရှင်လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်ခဲ့ရာအမျိုးသမီးဇက်ဆောင်အရွယ်လွန်သည့်အခါတွင်လည်းအမျိုးသမီးဇက်ဖို့တရုတ်ဆောင်ဖြင့်ပါဝင်လှုပ်ရှားခဲ့ရာဗီဒီယိုခေတ်မှကျင်းနေ DVD ခေတ်ဖြစ်ပေသည်အဆိုပါရုပ်ရှင်အမှုပညာရှင်ကတင်းတင်းလေဖြစ်သည် င်းတင်းလဲသည်1955ခုနှစ်ဆဝရုပ်ရှင်စာရေးဆရာဒရိုက်တာလောက်အောင်ရိုက်ကူးတင်ဆက်သည့်ကျော်ဖေးတေးသင်ရှင် စိတ်စိမ်တို့ပါဝင်သောမိဖူးစာတန်ဆောင်သွင်းရုပ်ရှင်ကားတွင်ဇက်ရံမင်းသမီးလေးဖြင့်ပါဝင်သေးုပ်ဆောင်ရာမှရုပ်ရှင်လောကသို့ရောက်ရှိလာခြင်းဖြစ်ပေသည် ထိုစဉ်ကတင်းတင်းလဲအမိမခံယူရသေးပေအမိရင်းတင်းတင်းညိုအမိဖြင့်ပါဝင်ခဲ့ခြင်းဖြစ်ပေသည် ရှင်တော်တင်းတင်းလက်သည်ဆိုင်းစရာဒရိုက်တာရွှေတုံးပြောင်ရက်ကူ၍ဝိရိယဘာမှညွတ်မြမာရုပ်ရှင်မှထုတ်လုပ်သောဒေါက်တာအောင်ကျော်ဦး1959အတန်တွဲရုပ်ရှင်ကားတွင်ဇက်ရန်မင်းသမီးလေးဖြင့်ပါဝင်သေးဥဆောင်ရပြန်သည်ဤတွင်တင်းတင်းလက်၏အမှုပညာရေးသွေးကိုအကဲခတ်မိသည့်တုခုမရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ဒေါ်နန်းက1958ခုနှစ်တွင်တက်သစ္စာရုပ်ရှင်ဇက်ရန်မင်းသမီးလေးတင်းတင်းညိုအားတင်းတင်းလက်ဟုအမည်သစ်ပေးကမိမိတို့ရုပ်ရှင်ကုမ္ပဏီမှဒရိုက်တာမြင့်ဖေးရက်ကူသည် းတောကနှင်းမူဇက်ကားရဲဒုတိယဇက်ဆောင်မင်းသမီးဖြစ်တင်ရရာမှနာမည်ကျော်ကြားလာရခြင်းဖြစ်သည်တဲ့နေလေဒီတောကနှင်းမူဇက်ကားရင်စေရជីជីသေးရွှေကိုတို့နဲ့တွဲဖက်ပါဝင်ရသည် တင်းတင်းလေသည်မြို့ကြီးသူ ရွှေကိုကြီးချစ်သူဇေယကြီးနှမဖြစ်တရုတ်ဆောင်ရသည်အဆိုပါတောကနှင်းမူရုပ်ရှင်တကားတဲ့ဖြင့်ရုပ်ရှင်ဆောင်မှုပဲအောင်မြင်ကရုပ်ရှင်ကြီးလူလူပရိသတ်ကလက်ခံသည်ရုပ်ရှင်အမှုပညာရှင်တဦးဖြစ်လာခဲ့ပေသည်တင်းတင်းလေသည်ဤသို့အောင်မြင်မှုရရှိလာခြင်းမှာဒရိုက်တာမြစ်ဖေးညွှန်ကြားပြသရာတွင်ထူးချွန်မှုအကယ်ဒမီကြီးကြီးထေးအမေကြီးမှလက်တွဲခေါ်ယူပတ်မှုပေးရာတွင်ကြွင်ကျင်မှုတို့ကြောင့်ဖြစ်သည်ဟုဆိုပါသည်တင်းတင်းလေသည်တောကနှင်းမူဇကာရိုက်ကူးနေစဉ် စာရေးဆရာဒရိုက်တာတက္ကသိုလ်နေဝင်စီစဉ်သည့်ဒူးမတ်နို့မုံကြော်ညာတွင်ကြော်ညာတရုပ်ဆောင်ဖြင့်ပါဝင်ရခြင်းသည်လည်းအောင်မြင်ကြောကြောင်းမှုတို့အထောက်အကူဖြစ်ခဲ့ရလေသည် ။ရင်းကြော်ညာတွင်လူတရက်ခန့်မြင့်သည့်ဒူးမတ်နုံမုံဘူးကြီးရှင်၌ကိုကားရအလုံးရဲ့အချိုးစစ်ပြည့်ပြည့်လာသည့်အလှမဲလေးတင်းတင်းလေးကမခုတ်တီုပ်လေးပြုတ်နေဟန်တေးဥဆောင်လာသည်။တင်းတင်းလေးတေးဥဆောင်ခဲ့သည့်ဒူးမတ်နုံမုံကြော်ညာကို1958ခုနှစ်ထုတ်စာတယ်စင်းများတွင်ကြော်ညာလိုက်သဖြင့်တက်သစ္စာရုပ်ရှင်မင်းသမီးလေးဖြစ်ပုံမူလူတီများခဲ့ခြင်းဖြစ်လေသည်။ တောကနှိမ့်မှုဇက်ကားကြောင့်၎င်းဒူးမတ်တို့မှုကြောင့်ကြောင့်၎င်းလူကြိုက်များလာသည့်တင်းတင်းလေသည့်1959ခုနှစ်တွင်စံတော်ရာရုပ်ရှင်မှစာရေးဆရာဒရိုက်တာဥတုခရဲ့ဦးသောချစ်တော်ချစ်တယ်ရုပ်ရှင်ကားတွင်တက္ကသိုလ်မျိုးချက်ဆန်ရှားတင်တို့နှင့်တွေ့ဖက်သရုပ်ဆောင်ရသည်ဤကားတွင်တင်းတင်းလေသည့်1958ခုနှစ်ဇက်သပင်နယ်မှရုပ်ရှင်လောကသို့ကူးပြောင်းလာသောဆန်ရှားတင်နှင့်စင်ပြိုင်သရုပ်ဆောင်ရသည့်မင်းသမီးဖြစ်လာသည်အကယ်ဒမီဆုရထိတ်တန်းဒရိုက်တာကြီးတစ်ဦးဖြစ်သည့်စာရေးဆရာဥတုခစီ စဉ်ညွှန်ကြားသည့်ရုပ်ရှင်ကားတွင်ပါဝင်ရသည့်တင်းတင်းလေးရဲ့အမှုပညာရေးတွေ့သည်လဲပုံမူတောက်ပါလာသည် 1959ခုနှစ်ထဲတွင်တင်းတင်းလည်သည့်ဆရာဥဒုခ၏ချစ်သွေးသစ္စာရုပ်ရှင်ကားတွင်ပါဝင်သေးဥဆောင်ရသည်ချစ်သွေးသစ္စာရုပ်ရှင်ကားတွင်တင်းတင်းလည်သည့်ဝိတုရှင်ဆာရေးဆရာမောင်တင်တင်းနေမူဘေဘီနွဲ့တို့နှင့်တွဲဖက်ပါဝင်သေးဥဆောင်ခဲ့ခြင်းဖြစ်သည်အဆိုပါရုပ်ရှင်ကားကို1960ပြည့်နှစ်တွင်ယုံတင်ပြသခဲ့သည်ယင်းရုပ်ရှင်ကားဖြင့်မောင်တင်သည်1960ပြည့်နှစ်တွင်အမျိုးသားဆက်ဆောင်ထူးချွန်စုအကယ်ဒမီစုကိုရရှိခဲ့ခြင်းဖြစ်ပေသည် တင်းတင်းလဲ့သည့်ထိတ်တန်းဒရိုက်တာကြီးများနဲ့၎င်းဝါရင့်တပိုင်းရဲ့ရုပ်ရှင်အမှုပညာရှင်များနဲ့၎င်းတွဲဖက်သရုပ်ဆောင်ရသဖြင့်၎င်းအမှုပညာရေးသွေးမှလည်းတကားပြတကားတိုးတက်လာသည်1960ပြည့်နှစ်တွင်တင်းတင်းလဲ့သည့်သူခုမရုပ်ရှင်သရုပ်ဆောင်ဒရိုက်တာကျော်စွေ၏ဒန်ရုပ်ရှင်ကားတွင်ခေါင်းဆောင်မင်းသမီးဖြစ်ပါဝင်သရုပ်ဆောင်ရသည်အဆိုပါရုပ်ရှင်ကားတွင်တင်းတင်းလဲ့နှင့်အတူသရုပ်ဆောင်ဒရိုက်တာကျော်စွေမင်းနှန်းရွယ်တို့ပါဝင်ကြသည် ဒန်ဇက်ကားသည်အရှင်ဇက်ကြံလေးဖြစ်သည် ရင်းရုပ်ရှင်ကားတွင်တင်းတင်းလေသည်ဒရိုက်တာကျော်စွေညွှန်ကြားသည့်အတိုင်းတရုတ်တူလှုပ်ဆောင်နိုင်ခဲ့သည်1960ပြည့်နှစ်သည်တင်းတင်းလေဖို့ထူးခြားသောနှစ်ဖြစ်သည်ယင်းနှစ်တွင်တရုတ်မြန်မာနယ်နိမိတ်စားကြုပ်ချုပ်ဆိုရာတွင်အောင်မြင်သည့်အထိမ်းအမှတ်ဖြင့်မြန်မာချစ်ကြည်ကိုယ်စားလှယ်ဖွဲ့သည်တရုတ်ပြည်သူတမရနိုင်ငံသို့တွားရောက်ကြလေသည်ဤတွင်ရုပ်ရှင်အမှုပညာရှင်များအဖွဲ့တွင်တင်းတင်းလေလေပါဝင်ခဲ့ပေသည် ်တင်းတင်းလေးနဲ့အတူမြင့်မြခင်ဆန်ရှားတဲ့ခင်ယူမေခင်မလာတင်းနေအေးဘေဘီနဲ့ပြုံပြုံကြီးနဲ့နှမ်းမြင့်မေတို့ပါဝင်ခဲ့ပေသည်တင်းတင်းလေးပါဝင်သည့်အမျိုးသမီးရုပ်ရှင်တရုတ်ဆောင်ဖွဲ့ကရွှေစွန်ညိုတေးတရုတ်ဖော်ပြတရုတ်နိုင်ငံမြို့တော်ဖေးချင်းမြို့တွင် ဖြောပြေးတင်ဆက်ခဲ့ကြသည်ရင်းတေးသယုတ်ဖော်တွင်ဆန်ရှားတင်ကရှေစုံညိုဖြစ်သယုတ်ဆောင်၍နမ်းမြင့်မေကမထွေးပြေသယုတ်ဆောင်ပြီးတင်းတင်းလက်အပါဝင်အခြားရုပ်ရှင်မင်းသမီးများကမထွေး၏အပေါင်းသင်းများဖြင့်ပါဝင်သယုတ်ဆောင်ကြသည်အဆိုပါရွှေစုံညိုတေးသေးုပ်ဖို့စေအောင်စုံရုပ်ရှင်တရင်ကားကိုပြန်ကြားရေးဌာနမှတနိုင်ငံလုံးပြသသည်တင်းတင်းလက်အနေဖြင့်တရုတ်ပြည်သူတမရနိုင်ငံမှရုပ်ရှင်ထုတ်လုပ်မှုများကိုအနီးကပ်လေ့လာခွင့်ရခဲ့သဖြင့်ထူးခြားသည့်နိုင်ငံခြားအတွေ့အကြုံတရက်လည်းဖြစ်ပေသည် 1962ခုနှစ်တွင်တင်းတဲ့လေသည် အောင်ရုပ်ရှင်ဒါရိုက်တာဦးအောင်ဆိုင်၏မင်းကောင်ရုပ်ရှင်ကားတွင်အမျိုးသားတရုတ်ဆောင်တဲ့ရှန်ကလေးခင်အောင်အမျိုးသမီးတရုတ်ဆောင်တဲ့မဲတော်ဝဲမျက်စောတီတို့နဲ့တွေ့ဖက်ကခေါင်းဆောင်မင်းသမီးဖြစ်ပါဝင်တရုတ်ဆောင်ရသည်တင်းတဲ့လေ၏အောင်မြင်သောရုပ်ရှင်ကားတကားဖြစ်သည်ရင်းနှစ်ထဲတွင်တင်းတင်းလေသည်ဒရိုက်တာဘူဘကိုကြီးပူအောင်စရာရုပ်ရှင်ကားတွင်တရုတ်ဆောင်ဒရိုက်တာဘူဘကိုနှင့်တွေ့ဖက်ပါဝင်တရုတ်ဆောင်သည်ရင်းရုပ်ရှင်ကားတွင်စာရေးဆရာကြီးဥယျံအောင် 1946လဲဇက်ဖို့တိရုပ်ဆောင်ဖြစ်အပျော်တမ်းပါဝင်ခဲ့လေသည်ထိုနှစ်ထဲတွင်တင်းတင်းလဲ့သည်ရွှေဝယ်သီးသီးရုပ်ရှင်တိရုပ်ဆောင်ဒရိုက်တာမြင့်အောင်ခင်းဦးမေတို့နှင့်တွဲဖက်တိရုပ်ဆောင်သည်ရင်းရုပ်ရှင်ကားတွင်တင်းတင်းလဲ့သည်ခင်းဦးမေနှင့်စင်ပြိုင်ဆက်ဆောင်ဖြစ်တိရုပ်ဆောင်ခဲ့ခြင်းဖြစ်သည် 1962ခုနှစ်တွင်တင်းတင်းလေသည် မျက်မှောက်ဦးရုပ်ရှင်ဒရိုက်တာဖုံးမော်၏နမ်းမွားတဲ့အာယုံရုပ်ရှင်ကားတွင်မြင့်အောင်ခီဥမေတို့နှင့်တွေ့ဖက်သေးဥဆောင်သည်ယင်းနှစ်ထဲတွင်တင်းတင်းလေသည်ဆန္ဒရုပ်ရှင်ဒရိုက်တာဦးချစ်ခင်၏ငုံမီတဲ့တန်ရုပ်ရှင်ကားတွင်ဖြောင်းမဲတင်းနေနှင့်တွေ့ဖက်သေးဥဆောင်ရသည်တင်းတင်းလေသည်တင်းနေနှင့်စင်ပြိုင်ဆက်ဆောင်ဖြင့်ပေါင်ဝင်ရခြင်းဖြစ်သည် ဤကားတွင်တင်းတင်းလဲကကြေးလက်ရွာသူဖြစ်ဆရာရွှေပြည်ရေးဆက်သည့်တို့လေတော်တခြင်းကိုတည်ဆိုရသည်လူကြိုက်များသည့်မြမအတန်တက်ပြရာရုပ်ရှင်တေးတပုတ်ဖြစ်သည်တင်းတင်းလဲသည်တေးဥဆောင်ပိုင်းတွင်ရုပ်ရှင်လောကသို့ဝင်ကားစတွင်ရွှေတိုင်းမော်မော်ရေးဒူရီယာဖွဲမှတေးတခြင်းများတည်ဆိုအတန်လွင့်ခဲ့ဘူးသည် ရုပ်ရှင်ကားများတွင်ကိုပိုင်တန်ဖြင့်တခြင်းမဆိုခဲ့ခြင်းမှာတင်းတင်းလဲတို့ကြော်ကြားထုံးကားသည့်ခေတ်တွင်ရုပ်ရှင်နောက်ခံအဆိုကျော်များကရုပ်ရှင်မင်းသားမင်းသမီးများကိုစားတည်ဆိုပေးနေကြသောကြောင့်ဖြစ်သည် ဤသို့လည်းရုပ်ရှင်လောက၌ရုပ်ရှင်တကားပြီးတကားကြာရာဇယုတ်နေရာမှာထူးခြားပိုင်နိုင်စွာသေယုတ်ဆောင်ခဲ့သည့်နိုင်ငံကျော်ရုပ်ရှင်မင်းသမီးတင်းတင်းလေကိုအဖကုံတဲ့ဥစိန်တန်းအမိဒေါခင်ခင်တို့မှ1938ခုနိုဝင်ဘာလတရက်နေ့လက်ပန်းမြို့တွင်ဖွားမြင်ခဲ့ပေသည်။မွေးချင်းများမှာအဖမတင်၍တဦးတည်းသောသမီးဖြစ်လာရပေသည်။တင်းတင်းလေ၏အမည်ရင်းမှာတင်းတင်းညိုဖြစ်၍မိဘဆွေမျိုးသားချင်းနှင့်ခင်မင်ရင်းသူတို့ကအညိုဟုချစ်စနိုးခေါ်ကြရာမှာအညိုဟုတွေ့ ော်လာရခြင်းဖြစ်သည်စစ်ပီးခစ်တွင်တင်းတင်းလဲတို့မိသားစုသည်လက်ဗရန်မျိုးမှအင်းစိန်မျိုးတို့ပြောင်းရွှေ့နေထိုင်သည်တင်းတင်းလဲသည်ငယ်စဉ်ကအင်းစိန်မျိုးအစိုးရထက်တန်းကျောင်းတွင်စတင်ပညာစီဖူးသည်အလဲတန်းအဆင့်တွင်ကျောင်းတွင်ပြေခုံပြပြိုင်ပွဲများကျောင်းကပွဲများတွင်ပါဝင်လှုပ်ရှားသည်အားကစားလှုပ်ရှားမှုများတွင်ဝါသနာအပါဆုံးမှစက်တောင်ရိုက်ပုံမှန်ကစားမှုများကြောင့်ကိုကားရအချိုးစားလှပလာသည်ဟုဆိုရပေမည် ဝါသနာဗီဇတက်ခံကလည်းကြောက်စာထက်အမှုပညာလှုပ်ရှားမှုများကိုစိတ်အားထက်သန်သည်ရုပ်ရှင်ကားတဲ့လေတိုင်းတကယ်ချင်းများနဲ့ရုပ်ရှင်ကြည့်လေရှိသည်ယင်းသို့ရုပ်ရှင်ကြည့်ပါများလာသဖြင့်ရုပ်ရှင်တရုပ်ဆောင်ဖြစ်လို့သောစံနာများဖြစ်ပေါ်လာရပေသည်ထို့ကြောင့်တင်းတင်းလေသည်အလဲတန်းစင်တွင်ကြောက်ထွက်လိုက်သည်ယင်းနောက်မိဘများနဲ့တူစံချောင်းမြို့နယ်သို့ပျောက်ရွှေနေထိုင်သည် တင်းတင်းလဲ့တဲ့စမ်းကြောင်းမြို့နယ်သို့ပြောင်းရွှေ့လာပြီးနှစ်များမကြာမီ1955ခုနှစ်စမ်းကြောင်းရက်ကွက်လုံးဆိုင်ရာလူငယ်များအတွက်ကာယဗလမောင်မယ်ပြိုင်ပွဲနဲ့အလေးမပြိုင်ပွဲကျင်းပသည် တငယ်ချင်းများဤအပေးတိုက်တွန်းမှုကြောင့်စမ်းကြောင်းမယ်ရွှေစမ်းမယ်ပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြန်ရမှာရွှေစမ်းမယ်ဘွဲ့ကိုစွတ်ခူးခဲ့ခြင်းဖြစ်ပေသည်ထိုခေတ်ကမဲတကုံမဲမြမပြိုင်ပွဲများတွင်မဲလောင်းများသည်ရေကူးဝတ်စုံဖြင့်ပြိုင်ပွဲဝင်ရတော်လဲရွှေစမ်းမယ်ပြိုင်ပွဲတွင်မဲလောင်းများသည် အဖြူအောင်အားကစားဝတ်စုံတို့ဖြင့်သာရှင်ပြိုင်ခဲ့ရခြင်းဖြစ်သည် ဤတွင်တင်းတင်းလဲ့သည့်ရွှေစမ်းမယ်ဘွဲရရှိပြီးနောက်တစ်ဖက်မှာအမှုပညာဘိုးကလည်းတေးဥဆောင်ဖြစ်လာစေရန်တွန်းအားပေးလျက်ရှိသည်မိဘများကလည်းတဦးသေးသောတမိလေး၏ဝါသနာကိုလိုက်လျောကြသည်တရက်ထဲနေရုပ်ရှင်လူချမ်းတေးဥဆောင်ဥကြုံလွင်ဆက်သွဲပေးမှုကြောင့်တင်းတင်းလဲ့သည့်ရုပ်ရှင်လောကသို့ရောက်ရှိလာရခြင်းဖြစ်ပေသည် 1960ပြည့်နှစ်တဝိုက်တွင်တင်းတင်းလဲ့သည့်ရုပ်ရှင်ကားများကိုလက်မလဲအောင်ရိုက်ကူးနေရသည်ထိတ်တန့်ဒရိုက်တာကြီးများအပါအဝင်ဒရိုက်တာပေါင်းစုံတို့၏ရုပ်ရှင်ကားများတွင်ထိုခေတ်ကထွန်ကားသောမင်းသားပေါင်းစုံနှင့်တွေ့ဖက်သရုပ်ဆောင်ရသည်တင်းတင်းလဲ့သည့်ဇက်နုဇက်ယင်ဇက်ကြံစသည့်ဇက်လန်းပေါင်းစုံသရုပ်ဆောင်ခဲ့ရာမှ1963ခုနှစ်တွင်ဒရိုက်တာဦးကျော်တန်း၏ပီတန်နှင့်ကြည်စံရုပ်ရှင်ကားတွင်တမူထူးခြားစွာ ပါဝင်ခဲ့ရသည် တွဲဘက်တရုတ်ဆောင်တို့မှမြင်ဆိုအောင်မိုးနဲ့မေနန်းနယ်တို့ဖြစ်သည်ထို့နောက်တင်းတင်းလဲ့သည့်နိုင်ငံကျော်စစ်တပ်မင်းသားရွှေဘနှင့်အတွဲများလာကအရှင်ကားတွေအယိုက်များလာသည် ရွှေဘနှင့်တင်းတင်းလဲ့တို့ပါဝင်သည့်ရုပ်ရှင်ကားဆိုလျှင်မြို့နေလူဒန်းစားများသာမက ကြည်လက်နေပြည်သူတရက်လုံးကတခဲနဲ့အားပေးကြသည် တင်းတင်းလေသည်နိုင်ငံကျော်ပြည်တော်ချင်းမင်းသားရွှေဘနှင့်အတွဲများကရုရှင်ရိုက်ကူးရမှုတို့ကြောင့်တဦးနဲ့တဦးမြစ်တာတက်ဝင်ချစ်ခင်လာပြီး1963ခုဇွန်လ10ရက်နေ့တွင်ဘဝခီးဘော်ဖြစ်လက်တွဲခဲ့ကြပေသည် နိုင်ငံကျော်စတက်မင်းသားရွှေပသည်ရုပ်ရှင်အမှုပညာတက်တန်းအနှစ်20နီးပါးကြာလာသည့်အခါ1963ခုနှစ်တွင်မိမိဤဇနီးတင်းတင်းလဲ့နှင့်အတူတမရရုပ်ရှင်ကိုတည်ထောင်ခဲ့ပေသည်ရွှေပသည်မိမိဤလုပ်ဖို့ကံပဲလူချမ်းတယောက်ဆောင်တို့အားမိမိကုမ္ပဏီမှထုတ်လုပ်သည့်ကားများတွင်ပါဝင်တယောက်ဆောင်စေပြီးတမရလူချမ်းအဖွဲ့ဟုနာမည်ပေးလိုက်သည် သမရယုတ်ရှင်ပထမဆုံးရက်ခုတင်ဆက်သည့်ယုတ်ရှင်ကားမှာတောကပို့တုတ်ဖြစ်၍ယုတ်ရှင်ကုမ္ပဏီပိုင်ရှင်ဇနီးမောင်နှံဖြစ်သည့်ရွှေဘနှင့်တင်းတင်းလေးတို့ကဥဆောင်ကပါဝင်သေးဥဆောင်ခဲ့ကြလေသည်။ သမရရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ရွှေဘနဲ့တင်းတင်းလေးတို့ဇနီးမောင်နှံသည်မိမိတို့ပိုင်ရုပ်ရှင်ကုမ္ပဏီမှရုပ်ရှင်ကားပေါင်း20ကျော်ထုတ်လုပ်ခဲ့သည်တင်းတင်းလေးသည်ခင်မွန်းနှံနှင့်တူသမရရုပ်ရှင်တီထောင်ပြီးနောက်မိမိတို့ရုပ်ရှင်ကုမ္ပဏီမှထုတ်လုပ်သည့်ရုပ်ရှင်ကားများတွင်သာပါဝင်သရုပ်ဆောင်သည်တစ်ဖက်ကခင်မွန်းတယ်သည်အခြားကုမ္ပဏီမှရုပ်ရှင်ကားများလက်ခံရိုက်ကူးသည့်အခါလိုအပ်သည့်များကိုပံ့ပိုးမှုပေးရခြင်းခင်မွန်းတယ်ကိုပါရမီဖြည့်က သာသမီပွားစည်းရခြင်းတို့ကြောင့်ကားရိုက်ကျဲသွားရပေသည် သမရရုပ်ရှင်မှာနောက်ဆုံးထုတ်လုပ်ခဲ့သည့်ရုပ်ရှင်ကမှငမန်းဆွေနှင့်ကျွန်းတန်နာဖြစ်လေသည်အဆိုပါရုပ်ရှင်ကတွင်တင်းတင်းလဲ့သည့်ရွှေဘတေးသန့်ရှင်ကြွယ်ကြွယ်တို့နှင့်တွဲဖက်တရုပ်ဆောင်ခဲ့ခြင်းဖြစ်ပေသည် ထိုနောက်ရှေးဘနဲ့တင်းတင်းလဲလိုဇနီးမောင်နှံသည်ကားရိုက်မရှိသည့်နားရက်များတွင်မိမိတို့ကိုယ်ွယ်သည့်မြသပိတ်တောင်ဆရာတော်ဤတပည့်ဇက်ကန်ထရိုက်တာကြောက်ပရောင်းဥညိုဤမြစ်တာရက်ခတ်မှုတို့ကြောင့်ဇက်တပင်အဖွဲ့များနှင့်လိုက်ပါလေရဲ့အရှိပိုင်းပြဆက်များကိုပြဆက်တရုပ်ဆောင်များဖြင့်ကူညီကပြခဲ့ကြလေသည်။ရောက်လျားရက်တွင်ပွဲကြီးပရိသတ်ကလည်းတခဲနှံအားပေးခဲ့ကြသည်။နိုင်ငံကျော်ရုပ်ရှင်မင်းသားရွှေဘဤဇနီးရုပ်ရှင်တရုပ်ဆောင်တင်းတင်းလဲသည်ပြဆက်နှင့်မဆင်းခဲ့ပါချေ။ 1963ခုနှစ်ကတင်းတင်းလဲ့သည့်မြို့မှာကြောင်လန်လေဟာပြင်စက်ရုံ၌ဒရိုက်တာဘိုကလေးတင်အောင်ပြန်လဲစမ်းသစ်တင်ဆက်သည့်မြမသွေးခဲပြဆက်တွင်စူပါရုပ်ရှင်မင်းသားဝင်းဦးနှင့်တွဲဖက်တရုပ်ဆောင်ခဲ့မှုသည်ရှင်းပြဆက်သည့်1943ခုနှစ်ဂျပန်ခေကန်တော်ကြီးဆောင်မြိုင်ပြဆက်ရုံ၌ဒရိုက်တာဆရာခန့်ကကြော်ဝင်းမေချစ်တို့နှင့်ကပြခဲ့သောပြဆက်ဖြစ်သည်နှစ်ပေါင်း20ကြာပြီးနောက်ပြန်လဲစမ်းသစ်တင်ဆက်သည့်မြမသွေးခဲပြဆက်တွင်ကြော်ဝင်းနေရာ၌ဝင်းဦးမေချစ် နေရာတွင်တင်းတင်းလဲလဲပြောင်းလဲတည်ယုတ်ဆောင်သည့်မြမသွေးခဲပြဆက်သည့်မူလဇက်ဆောင်များထက်ထူးကျွန်စွာတည်ယုတ်ဆောင်နိုင်ကြကြောင်းမူလအမှုပညာရှင်များဖြစ်ကြသည့်ကျော်ဝင်းမေချစ်တို့ကချီးကျူးကြသည်ပရိသတ်ကလည်းရင်းပြဆက်ကိုလွန်စွာကြိုက်နှစ်တတ်ကြသည် မြန်မာသွေးကဲပြဆက်တွင်အညူဖြစ်သရုပ်ဆောင်ခဲ့သည့်တင်းတင်းလဲ့သည့်နှစ်ပေါင်း၁၀နှစ်ကြာသည့်အခါခင်မွန်းတန်နှင့်တွေ့ဖက်၍ဇက်သပင်အဖွဲ့များတွင်အရှိပိုင်းပြဆက်များ၌ပြဆက်မင်းသမီးဖြစ်သရုပ်ဆောင်ရာတွင်လည်းနေတကာမှပြည်သက်များနှစ်ချိုက်စွာလက်ခံအားပေးကြလေသည်ဤသို့လည်းရုပ်ရှင်ရောပြဆက်ပါပြည်သက်များကြိုက်နှစ်သက်အောင်သရုပ်ဆောင်ခဲ့ကြသည့်ရွှေဘနှင့်တင်းတင်းလဲ့တို့၏အမှုပညာရှင်ဇနီးမောင်နှံတို့သည်ဘောဟခီးဘောအဖြစ်လက်တွဲခဲ့ကြရာ အိမ်အောင်တက်တန်း25နှစ်ကြာမြင့်ခဲ့လေသည် ထို့နောက်နိုင်ငံကျော်ပြည်တော်ချစ်ရုပ်ရှင်မင်းသားကြီးရွှေပါသည်ဇနီးတဲ့တင်းတင်းလဲအားလက်တွဲဖြုတ်က1988ခုဒီဇင်ဘာလ1ရက်နေ့တွင်နှလုံးရောဂါဖြင့်ကွယ်လွန်သွားရှာသည်ကွယ်လွန်ချိန်၌အသက်62နှစ်သာရှိသေးသည် ကျမရေးကောင်းမွန်၍လူ့ဘဝ၏တည်တန်းစေသာနေရမည်ဆိုပါကနောက်အနှစ်20ထိအနုပညာလုပ်ငန်းများကိုဆောင်ရွက်နိုင်အောင်မည်ဖြစ်ပေသည်။တင်းတင်းလဲ့သည့်ခင်မွန်းတဲ့နိုင်ငံကျော်ပြည်တော်ချေရုပ်ရှင်တရုပ်ဆောင်ရွှေဘကွယ်လွန်အနှိမ့်စာရောက်ရှိသွား၍ခြေကွဲမစုံယူကျုံမရဖြစ်ရရှာသည်။ခင်မွန်းတဲ့အတွက်ကောင်းမှုကုသိုလ်များပြုလုပ်ပေးရင်တရားဘာဝနာရှုမှတ်ပွားများကမိမိစိတ်ကိုဖြည့်သိမ်းရလေသည်။ထိုအချိန်တွင်အမှုပညာအကိုကြီးတူဖြစ်သည့်တရုတ်ဆောင်ဒရိုက်တာတန့်ဖေလေးက ခင်မွန်းတဲ့ဆုံးပါသွား၍စိတ်သက်ကြေကွဲဝမ်းနည်းမဆုံးဖြစ်နေကြသောအမှုပညာနှမငယ်တင်းတင်းလေအားနှစ်သိမ့်အားပေးသည့်အနေဖြင့်မာနနဲ့မန်ဗီဒီယိုကားတွင်ဇက်ဖို့မင်းသမီးကြီးအဖြစ်ထည့်သွင်းရက်ကူးခဲ့ရမှတရုတ်ဆောင်လောကသို့ပြန်လည်ရောက်ရှိခဲ့ပေသည်တင်းတင်းလေ၏အမှုပညာတက်တန်းတစ်လျှောက်တွင်အမျိုးသမီးဇက်ဆောင်ဖြင့်ရုပ်ရှင်ကားကြီးစုစုပေါင်း100ကျော်အမျိုးသမီးဇက်ဖို့တရုတ်ဆောင်ဖြင့်ရုပ်ရှင်ဗီဒီယို DVD ကားပေါင်း100ကျော်တို့တွင်ပါဝင်တရုတ်ဆောင်ခဲ့ပြီးဖြစ်သည် ယနေ့အသက်89နှစ်အရွယ်ရှိပြီးဖြစ်ပါသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်